ကဲဒါဆိုရင်ခန်း22ကြည့်မယ်နော်22ကဘာလဲဆိုရင်ယကုလို့ရှိယကုယကုကစေဆိုင်ပေါ့ယကုကစေဆိုင်ဟုတ်ပြီနော်အဲ့ဒါစေဆိုင်နေအောက်မှာဤယကုကွန်နဲ့ဒီစေဆိုင်ကဤယကွန်ပြောတာဤယကွန်ဒီစေကတော့အွန်ဇေဘယ်တော့မောကိုရဟေယူစားရမလဲလို့မေးထားတာဒီစေကဘယ်တော့စားရမလဲတဲ့ဆိုတော့ ရှိခာဟာရှင်ဖူရဲလို့ပြောထားတယ်ရှိခာဟာဒါကသမင်းစားတာပေါ့အစားအစာစားတာပြောတာအစားအစာစားပြီးတဲ့နောက်မှာဒုစရယသုံးဆောင်ပါစားစာစားပြီးတဲ့နောက်မှာဒုစရယသုံးဆောင်ပါတယ်လို့ပြောထားတယ်ဒါဆိုလို့ရှိရင်အောက်မှာနော်ជីជីပါမွန်ပေါ်တရာပါမယ်နီကာဥနီကာတော့ကြောင့်ဆိုတဲ့တရာပါမယ်ဥနာဖူရဲပြီးနောက်ဆိုတဲ့တရာပါမယ်ပေါ့နောက်ပြီးတော့အော်ဂီဝဟာရမာကဂျွန်းဆန်း ယောဂလက္ခဏာနဲ့ပတ်သက်တာဂျွန်းဆန်းဆိုတာယောဂလက္ခဏာကိုဂျွန်းဆန်းလို့ပြောတာ Falun Ohi တဲ့နော်နောက်တစ်ခုက Uya Phun ဆိုတာစိတ်ပစ္စည်းတွေကိုပဲ Uya Phun လို့ခေါ်တယ်စိတ်ပစ္စည်းမိကနိချီလီယိုပေါ့ဆိုတာကုသတဲ့နီလန်ဒါကိုပြောတာချီလီယိုပေါ့ကုသတဲ့နီလန်နောက်နောက်မှာကြာရင် Uya Phun Khuyi ဆိုတာဒီစိတ်ပစ္စည်းတွေကိုဝယ်ယူတဲ့ပုံစံကိုပြောတာ ဝိပ္ပရာဝေယူဖြစ်တဲ့နာအဲ့ဒါစေပစ္စည်းတွေဝေယူခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့။ဒါဝင်နေမှာမှာ။သသောပိဝိနောယကေတေဟေမူရောပုစီတာတဲ့။စေနဲ့ပတ်သက်ပြီးတော့မေးကြည့်နိုင်တယ်တဲ့။နောက်ယက်ဖူမဲတဲ့။စေဝေယူခြင်းနဲ့ဝေယူခြင်းအတွက်ပေါ့နော်။ဖူမဲရူဝီဟာယောဆိုတော့ဝေယူခြင်းအတွက်ပေါ့။ဇွန်ဆန်းငယ်တေဟေယောဂလက္ခဏာနဲ့ပတ်သက်ပြီးမာရာစီတာပြောနိုင်တယ်တလို့ပြောထားတယ်။ ါဆိုရင် OB ကိုပဲသွားပါ OB မှာအကုန်လုံးပါတယ် Johnson Quillion OB 2ဆိုတော့အရှင်းမှာ1ပါခဲ့ပြီးသွားပြီးရတာတကယ်တမ်း Johnson ယောဂလက္ခဏာ Quillion OB ဘယ်နော်ဆက်ဆက်မှုရှိတဲ့ဝါဟာရတွေဒါဆိုရင်အောက်မှာကြည့်တော့ယောရိနာတာပူဒီလို့ပြောရမယ်ယောဆိုတာအပူကိုပြောတာအဲ့တော့ကိုပူတာကိုယောရိနာတာလို့ခေါ်တယ်အဲ့တော့ကိုပူဒီလို့ကျက်ယောရီတာလို့ပြောရင်တော့အပူရှိသည်တယ်လို့ပြောလို့ရတာပေါ့ ယောရိတာအပုရှိတိဘယ်လိုပြောလို့ရတယ်နောက်တစ်ခုခုံမူရိနာတာတဲ့ခုတ်မူလို့ရှိတယ်အတန်ထွေးရင်ခုံမူဒီသတကနာတတနဲ့ထွေးရမယ်အနောက်မှာမရှိတာဖြစ်တဲ့အတွက်အဲကြောင့်ခုံမူရိနာတာလို့ပြောရင်နာယီကြတိတယ်လို့အဓိပ္ပာယ်ရတယ်ခုံမူရိနာတာနာယီကြတိ မုကီဘုတာတဲ့မုက္ကာလဘင်ဘုတာကရောင်သည်လဘင်ရောင်နေလို့ပြောတာမုကီဘုတာလဘင်ရောင်သည်ဒီနေရာမှာတော့ရောင်သည်ပေါ့တချို့နေရာမှာသနော့တခြားတိပဲလဲရှိတာပေါ့အဲ့တော့မုကီဘုတာလဘင်ရောင်သည်နောက်ခီချင်းမူဟာတာချောင်းဆိုးသည်ခီချင်းမူဟာတာချောင်းဆိုးသည်နောက်တစ်ခုအောချီရတာမူဝေသည် ဒီနေရာမှာတော့အောဂျီရော့တာကမူဝေတယ်တချို့သောနေရာမှာဆိုရင်ရှုပ်ပွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်အောဂျီရော့တာမူဝေသည်ခါလျော့တာယာသည်ယာယန်သည်ပေါ့ခါလျော့တာယာယန်သည်ဆိုဖာခါအန်ဒွဲတာအစမကြည့်ဘူးအန်နဲ့ပေါင်းထားလို့တကယ်လို့များဆိုဟာဒွဲတာလို့ပြောရင်တော့အစာကြည့်တယ်အန်နဲ့ပေါင်းလိုက်ရင်ဆိုဖာခါအန်ဒွဲတာအစာမကြည့်ဘူး ဆိုဝကန်တဲ့တာအစာမကြေဖြစ်သည်ဘေသာရီနာတာဘိုင်အောင်သည်ဘေသာရီနာတာဘိုင်အောင်သည်နာတကုကဆောစာရဟာတာဆောစာဟာတာဇရာကဝိုင်းလျှောသည်ဆောစာရဟာတာဝိုင်းလျှောသည်နာတကုထိုဟာတာအန်သည်ထိုဟာတာအန်သည်နာတကုပြောကဖူရောချီတာအယိုးကျိုးသည် ပြောကဘုရောจิตာအယုจุတိပြောကအယုဘုရောจิตာจุတိပေါ့သုညိဘေဒတာလက်ရှာတိသုညိဘေဒတာလက်ရှာတိဘယ်နော်သုညိဘေဒတာလက်ရှာတိဒါဆိုရပြီသုံးကလက်ဘေဒတာရှာတာမစခုရမစမစခုကမစကိုပြောတယ်နာတခုကဘိဆိုင်ယလို့ပြောရင်အရေးပေါ်စိတ် တယ်လို့ပြောဒီဆန်ရကအေးပေါ်စေဇူလီတာအင်းငိုက်ဒီဇူလီတာငိုက်ဒီပေါ်အဲ့ဒါအင်းငိုက်ဒီလို့ကြက်ပေါ့ဇူလီတာအင်းငိုက်ဒီဘုကွမ်းနာတာထိမ့်သိမ့်ဒီဘုကွမ်းနာတာထိမ့်သိမ့်ဒီဒါဆိုမိနစ်နေရလောက်တယ်မိနစ်နေရရင်အောက်မှာကြည့် ုရင်မှုဘုကောပုံကြည့်ပြီးတော့ဘုကိဝါခါခြေဥပမာနဲ့အတူတူဒဲဟွာရအပြန်လည်ပြောခြင်းကိုဝန်ဆောင်လာစေရုပ်ပြည့်ပြည့်စုံလောက်ပါလို့ပြောတော့ဒီမှာဘောတော့ခဲဝှော့စောရုပ်ဘာကိစ္စနဲ့လာခဲ့တာလဲလို့မေးတယ်ဆိုတော့သူရဲ့ယောဂလက္ခဏာကိုသူပြောတယ်ပေါ့မိုကြီးဘူောစောရစမူမမကရိယာဖြစ်တဲ့အတွက်ဘူောစောရဆိုရစဖြောက်ပေးရတယ်လက်ဘေးရောင်တယ်လို့ပြောတာဒါဆိုဒီဘက်မှာအော်ဒီကအဖာယုတ် ဝိညာကနာတာလေလို့ပြောရင်ဘယ်လိုပြောမလဲခုံမှုရိနာယောနာယီကြတယ်ဒီလိုပြောမှာခုံမှုရိနာယောဩတော့ကဲဝိသောသယဘာကိစ္စနဲ့လာတာလဲဆိုတော့ဒီမှာဝမ်းလျှောနေတဲ့ပုံစံဖြစ်တယ်ဒီအတွက်ကြောင့်ဘယ်လိုပြောမလဲသာရဟေယောဝမ်းလျှောတယ်နာတကုဩဒီကအဖာယောဗေနီယာကနာတာလေလို့ပြောတော့ဒါကအပူတက်နေတဲ့ပုံစံဒါကြောင့်မလို့ဘယ်လိုပြောမလဲယောရီနာယောပြီးတော့ယောရီနာယော Now ဩတော့ခေဝိသောစောယဘဂိသနဲ့လာခဲ့တာလေတဲ့နောက်တစ်ခုကဆိုဟာကအန်သွေယိုဟုတ်ပြီနော်ဆိုဟာကအန်သွေယိုရပါတယ်ဆိုဟာကအန်သွေယောစောယောလို့ပြောလဲရတာပဲဟုတ်ပြီနော်အတိတ်ကာလတွေနဲ့ပြောလို့လဲရတယ်နော်ဩဒီကအဖာယိုဘယ်နည်းနာတာလဲဆိုရင်ဘယ်လိုပြောမလဲဒါကဘာလုပ်တဲ့ပြုံးလဲ ချောင်းဆိုးနေတဲ့ပုံစံကြီးချင်းမှုဟစ်ဆိုရချောင်းဆိုးတယ်ဒီလိုပြောရင်ရတယ်ကြီးချင်းမှုဟေးယိုလို့ပြောမှာပေါ့ချောင်းဆိုးတယ်ဒီလိုပြောရမနော်အဆိုရင်နောက်တစ်ခုသွားတာနေကာဥနေကာတော့ကြောင်းလို့ပြောတယ်ဒုံစာဟျုံယုံစာရဲ့ဘုသောအပြင်တော့ဒီကရိယာတော့နောက်ပြီးတော့ဒီဟျုံစာတို့မှာကတ်ပြီးတော့တော့နေယုံသူရဲ့နေယုံငယ်တရား EU အကြောင်းပြချက်တော့ဖန်တန်းစာတရားစီရင်တာတို့ဒါမျိုးကိုပြောတယ်လို့သူကပြောတယ်ပေါ့နော်ဖန်တန်းစာစီရင်ချက်ချတာဆုံးဖြတ်တာကိုပြောတာပေါ့ တော့ဒီနေရာမှာအကြောင်းပြချက်လို့ပြောရပါတယ် EU နီကာအနီကာတော့ကြောင့်သူရဲ့နောက်မှာဆိုရင်အကြောင်းပြချက်ကိုဖော်ပြတဲ့ပုံဖြစ်မယ်ဆိုရင်သူရဲ့နောက်မှာကသူများကိုစေခိုင်းတာတွေအကြံဉာဏ်ပေးတာတွေတိုက်တွန်းလို့ဆိုတာတွေဒါတွေနဲ့အဆုံးသတ်တာများတယ်သူကနော်အဲဒါဆိုလို့ရှိရင် အောက်မှာကြည့်ပါအတ္တပိုင်းအနီကာအတ္တမပိုင်းအနီကာမောကမောဂုနီကာသရစာတော့ကြောင့်ဒီလိုဖြစ်တယ်ပေါ့နာခါရာသွားသည်ဆိုရင်ဂာနီကာသွားတော့ကြောင့်ဒါတ္တမပိုင်းသုံးတာ သို့တော်လာတက်ပြီးပါတဲ့သကလုံးနေကြတော့မူမမှန်ကရိယာယနာစာဥတ္တရနဲ့တွေ့ရင်လာပြောက်တယ်လို့ပြောထားတာဖြစ်တဲ့အတွက်မန္တုဥနီကာလို့ပေါင်းတာဒါပေမဲ့ပေါင်းတဲ့အခါမှာမန္တုနီကာလို့ပဲဖြစ်ပေးရမယ်ပြုလုပ်သောကြောင့်လို့ဖြစ်ပေးရမယ်ဒါကြောင့်မလို့အနာကိုကြည့်ခုအိုစဲအဲ့ဒီအဝက်ကိုတဲ့ဤဘူးနီကာဝတ်သောကြောင့်မောရှိသောယောဇရာစမတ်ကြတယ်စတိုင်ကြတယ်တလို့ပြောတာအဲ့ဒီဝက်ကို ဝတ်ဝတ်တော့ကြောင့်စိုက်ကြတယ်စမတ်ကြတယ်တလို့ပြောတာ now ယောရိမာကြီးနာနေကကိုရံပူတော့ကြောင့်လို့ပြောရမယ်ကိုအများကြီးပူတော့ကြောင့်လို့ခန္ဓာကိုယ်တော့မပါဘူးပေါ့ယောရိနာသာသင်ကိုပူတယ်လို့ပြောတယ်မလားဒါကြောင့်မလို့ကိုအများကြီးပူတော့ကြောင့်ဂိစုဆာရဲ့ဆောရှိစေရအဆောင်မှာနားပါဒီမှာခိုင်းထားတာပါတယ်ဟုတ်ပြီနော်အဆောင်မှာနားပါ now ဝန္ဒရနိနေကတော့ဖြူနာနေကပြမန်းတော့ကြောင့် နေမင်းပြန်မန္တကာယောတွေ့ကြမလားဒီနေ့ကတော့ပင်မလို့တဲ့ပင်မတော့ကြောင်းပေါ့နော်ဒါပေမဲ့လို့လို့ဘာသာပြန်လို့လည်းရတယ်တော့ကြောင်းဆိုတာကစာရေအတိုင်းပြန်တာတကယ်တမ်းဆိုရင်လို့လို့ဘာသာပြန်တာတဘာဝကြတယ်ဒါပေမဲ့လို့လို့ဘာသာပြန်ရင်ဒီဘက်မှာအာယောစောဆိုတာလေးပါတယ်ဒီဘက်တိုက်ပုံမှာအဲ့ဒါနဲ့သွားပြီးယောမှာဆိုလို့သူကတော့ကြောင်းဆိုပြီးတော့ခွဲလိုက်တာအမှန်ကအာယောစောနဲ့ဒီနီကာနဲ့ကနှစ်ခုစလုံးကအကြောင်းပြချက်ပုံတည်ကြီးပဲ ဟုတ်ပြီနော်တချို့သောနေရာမှာတော့အကြောင်းပြချက်အနေနဲ့သုံးတာမဟုတ်ဘူးပေါ့ဒါပေမဲ့ဒီနှစ်ခုအနိုင်ရှင်ပြပါဆိုလို့ရှိရင်တော့အကြောင်းပြချက်ချင်းတူတာပဲရှိတယ်ပေါ့နော်အကြောင်းပြချက်ချင်းတူတယ်လို့တော့ဟောဒီဟောပေါ့ဏီကာဥဏီကာမှာဆိုရင်သူ့ရဲ့နောက်မှာဆိုသူများကိုခိုင်းစေတာတွေအကြံဉာဏ်ပေးတာတွေတိုက်တွန်းလို့ဆိုတာတွေဒါတွေလိုက်လို့ရတယ်ဆောမှာကြတော့လိုက်လို့မရဘူးအဲ့ဒါမျိုးနားပါတယ်ပါတယ်မရဘူးဟုတ်ပြီလားဘာဘာသာပြန်တော့လို့လို့ပဲဘာသာပြန်တော့ ဒီမှာတည်းလေဟွန်ဒရန်ဒီနေကရာဖီကိုနာနီကာပင်ပန်လောနေမနာကာယုံနဲ့ပြန်တွေ့ကြမလားဆိုတော့အာယောဆုံးနဲ့သွားပြီးသုံးမယ်ဆိုလို့ရနောက်ကလာကာယုံပါထားတယ်အချင်းချင်းပေးတဲ့ပုံစံအဲ့ဒါဆိုမရဘူးအဲ့ကောသောနဲ့သွားသုံးလို့နောက်နောက်ထူးခြားချက်တစ်ခုရှိသေးတယ်ဒီနီကာဥနီကာတွေအတ်အော့ဆိုတဲ့အတိတ်ကာလတွေနဲ့အတူတူရောပြီးတော့သုံးလို့ရတယ်အာယောဆောဒီလုံးဝသုံးလို့မရဘူးအဲ့လိုပုံစံပေါင်းပြီးတော့တစ်ပေါင်းနဲ့ဒါကြောင့်မလို့ဒီမှာအာယောဆောရဲ့ပုံစံကိုဒီဘက်မှာရှင်းပြထားတယ် အောယောသောထီရဲ့နော်အောယောသောထီကြတဲ့နှုန်းပေါ့နော်ဒီအောယောသောရဲ့နောက်မှာကတော့မြောင်းချောင်းမွန်းတို့ဒီအမိန်ပေးတဲ့ပုံစံတွေချောင်းယူမွန်းတောင်းဆိုတဲ့ပုံစံတွေပေါ့နော်ဒါတွေလိုက်လို့မရဘူးအဲ sorry တိုက်တွန်းတဲ့ပုံစံတွေပေါ့တိုက်တွန်းလို့ဆိုတဲ့ပုံစံတွေလိုက်လို့မရဘူးလို့သူကပြောထားတာဒါကြောင့်မလို့အောက်မှာကြည့်ခံကြီးရကွန်းနဲ့ကံကြီးရအေးမီပြောက်စေးပေါ့ကံကြီးရကွန်းအေးမီပြောက်စေးကတော့ဖြောင်းနေတော့မယ်သောတော့တဲ့24နာရီဆိုင်မှာလည်းပဲ ဖာနီကာရောင်းတော့ကြဖိုင်တာရလာမူမမဖာနီကာရောင်းလို့ဟုတ်ပြီနော်ဖြောင်းနေကြမယ်ဂါဘူဆေယော24နာရီဆိုင်ကိုသွားကြည့်ပါဒါလို့ပြောတာဖြောင်းနေကြမယ်ဂါဘူဆေယော24နာရီဆိုင်ကိုသွားကြည့်ပါဒါလို့ပြောတယ်နောက်တစ်ခုကဘဲကအာဖာဆောတဲ့ဘိုက်ကနာလို့တဲ့ယာကုလ်မောဂောဆေယောစေးစားခဲ့တယ်ဒါလို့ပြောတာပြန်တော့မှသူများကို ခိုင်းစေတဲ့ပုံစံဆိုရင်ဒါလိုက်လို့မရဘူးလို့သူကသုံးတာတော့တကယ်လို့ဒီနေရာမှာဂံကီယကွန်ဖြောင်းနေကြမယ်ဆိုတော့ဖာစောရောင်းလို့ဖာရာစောရောင်းလို့ဖြောင်းနေကြမယ်ကာဘူဆေယူလို့ပြောရင်အဲ့ဒီဝစာမှားတယ်အနောက်မှာဆေယူလို့ပါထားလို့ဟုတ်ပြီလားဒါဆိုရင်ရပြီနောက်ဒီအဲဒီနေရာမှာအကြောင်းပြချက်ပုတ်ကဒီအမှာယာဂူ ဘာလဲဘဲကအဖာစောပိုင်းနာလို့ရာကုမောကောစောရစိစားခဲ့တယ်ဒီပုံစံမှာဒါသုံးလို့ရတယ်ပေါ့နော်အနောက်ကဆောတော့ဟုတ်ပြီလားကဲဒါဆိုလို့ရင်အောက်ကိုကြည့်ပါအလ်မဇွန်ကောစရမန်နဲ့ရာခူလာရွေးချယ်ဘိုကီဝါကချီပမာနိအတူတူမွန်ဇန်ကဝန်ဆောင်ကဆောရဝတ်ကြကိုပြပြဆောင်လုပ်ပါတဲ့အဲ့ဒါဒေါတာပူဒီပိသာတာဇေကြည်ဒီယောရီနာတာကိုပူဒီစောစားရတာဝိုင်းရှော့ဒီဒီမီနီလေးတွေပါတယ်ပေါ့ဒီမီနီလေးတွေကိုသူအရိဘက်မှာထည့်ခိုင်းတာ ယောရိနာနိကာကုပုသောကြောင့်ဖြောင်းဝန်းတဲ့ကာဘုဆေဆေယောသွားကြည့်ပါယောရိနာနိကာကုပုသောကြောင့်ဖြောင်းဝန်းတဲ့ကာဘုဆေယောဆေယောသွားကြည့်ပါခြာကဝန်းဧတော်တဲ့ဥရှိကွန်အစားအစာကတော့ဒုရှိကြီးမှာဆေယောမတုံးဆောင်ပါနဲ့ဒုရှိတာကတုံးဆောင်တယ်ဒုရတာကလာတယ်ပေါ့လာမှုမမှန်ပဲဒါဆိုရင်ဘာပြောမလဲဆိုလို့ရှိရင်ဆောစာရ အာနိကာလို့ပြောပေါ်တော့ဝမ်းလျှောနေသောကြောင့်အေးတဲ့စားစာကတော့မတုံးဆောင်ပါနဲ့မစားပါနဲ့ပေါ့သမုရှိတိယုံကံကကွလံအနောက်ကအေကုန်ခေကာယောအေကုန်ဖျက်ရမလားလို့ပြောတော့ဘာလို့အေကုန်ဖျက်မှာလဲပူလို့ဒါဆိုရင်ဒေါဥနိကဒေါတာဒေါဥနိကလို့ပြောရမယ် ဟုတ်ပြီနော်ခောဥနီကဘာကဘူမမန်ကရိယာဖြစ်တဲ့အတွက်ဥအဖြစ်ကိုပြောင်းပေးရမယ်ဒါကွာနကိုရေးဤခါကေနုဒီဆိုင်ကတော့မူလကွန်ကပ်ရှိတဲ့ဇေနုံကမူလကွန်ကပစ္စည်းကပ်ကဇေနုံပစ္စည်းဇေနုံကကွက်လက်ဒါတော့ခါကေဆိုတဲ့တခြားဆိုင်မှာဆာကာယုဝယ်ကြမလားတလို့ပြောတဲ့တခြားဆိုင်မှာဝယ်ကြမလားတဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲ ဒီသဏီကာဈေးကြည်သောကြောင့်ဒါလို့ပြောတာအနောက်မှာအကြံပေးတာပါတယ်လာကာယုကေရဇနာတကုခုရမဘောကိုပုံကြည့်ပြီးဘုဂိဝါကချီဥပမာနဲ့သူတို့ဒေဝရဝံဆောင်ပါစေရောအဲ့ဒါရပြီမောရီကနောမှုအဖာယောတဲ့ခေါင်းရံကြိုက်တယ်လို့ပြောရမယ်ခေါင်းရံနာတယ်လို့တော့မရဘူးပေါ့ခေါင်းရံကြိုက်တယ်ဘူရယောဟုတ်လား 사무실에 용감마 비싼 약이 있으니까 이버세 시도자 먹고 사비 좀 쉬세요. 네네라나받으세라 나라이바들로벼라 아니 엄마를 도와지야 매번 달린두 시 괜찮아요. 달린두 SMB에라 많이 걸어서 미아지 란샤울로 꼴라 여기에서 디니야마 잠시 갔나 ရှေးကာယောနားကြမလားဆိုတော့ကိုယ့်လက်ထက်မှာဘယ်လိုဖြစ်မလဲเนาะဒါဆိုရင်မာနီကောရောသာဓာရီကအဖုနီကာတယ်လို့ပြောပေါ့ဒါပြီနော်နောက်ကိုယ့်လက်ဤမာစုခုရုစုစေယောမတ်တပါတဲ့နဲခမပ်စနီတာโอเคကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေရာမှာဘာဖြစ်နေလဲပုံလေးလဲချောင်းစွန်းနေတာမဟုတ်ဘူးလားဟုတ်တယ်နော်ကြည့်ချင်မူနာနီကာတယ်ပြောမယ်ကြည့်ချင်မူနာနီကာ ဟုတ်တလားဟုတ်တယ်ဤရှင်းမှုနာနိကာဤရှင်းမှုနာတာလဲချောင်းဆိုးတယ်မလားအဲဤရှင်းမှုနာနိကာဤမာစုခုရစစယဒလသုံးပါပေါနာခလရှိဤကောသမုရှိလောဩင္ကိကာယခလရှိခလောဤကောတရားသမုရှိလောယုံကံကိုဩင္ကိကာယပြောင်းရွှေ့ရမလားဆိုတော့နဲဟုတ်ကဲ့ကျွရှင်းမှာဆေယုဂယုဆိုင်ပါတရသူရဲ့ပုံစံလေးကဘာဖြစ်နေတဲ့ပုံလဲ လေးလံတဲ့ပုံစံပေါက်နေဒါကြောင့်မလို့မူကောဥနိကာမူကောတာမူကောဥနိကာသူရှင်းပါဆိုလေးတော့ကြောင်း လေးလို့ဘယ်ဆိုင်ပါတယ်လို့ပြရမယ်။ဒါဆိုရပြီ။ကဲပါသွားကြည့်မိမိအရှိမိမိအောင်နဲ့ယက်နဝသမိတာဆေးရပါပြီဆိုတဲ့အိဗေပဲအမှန်ကတော့ယက်ကဆေးနာဟုသားပါထွက်လာတာ အဲဆေးထွက်လာပါပြီဆိုတော့အမှန်ကဆေးရပါပြီလို့ပြောတာဆေးအဲမှာဆေးဝယ်နေတဲ့အချိန်မှာဆေးရှာပြီးတော့တွေ့တော့ရနာဝစနိတာဆေးရပါပြီဒီလိုပြောတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဤကွန်တရားကတော့ဂီချင်းယက္ခီကိုနော်ချောင်းစိုးပျောက်ဆေးဖြစ်ပြီးဂီချင်းမြတ်ဆိုတာချောင်းစိုးပျောက်ဆေးပေါ့ချောင်းစိုးပျောက်ဆေးဖြစ်ပြီးဤကွန်တရားကတော့ဖုံမှုရက္ခီရောဆိုတော့ နာယီကြတာပျောက်တဲ့ဈေးဖြစ်ပါတယ်နာစီပျောက်ဈေးပေါ့ကွာအဲ့လိုပြောပေါ့နာယီကြတယ်ဆိုနာစီတောင်တော့ခမူလျာကြီးရောအထာနာနာစီပျောက်ဈေးဖြစ်ပါတယ်ဟာရရဲ့တရက်မှာ7ပွန်3ချိန်တရက်မှာ3ချိန်ရှစ်စာဟာကိုသူစေယုအမင်းစားပြီးတော့3ဆောင်မှာအစားအစာတစ်ခုခုစားပြီး3ဆောင်မှာလို့ပြောတာစားမရှိမှာဆိုလို့ 이 약은 네세가로 먹으면 졸려요. 사인 이 앵가이달라. 이 약은 네세가로 먹으면 사인 졸려요. 앵가이달라 번호 앵가이달라. 네 졸리니까 혹게 앵가이더자 운전하지 마세요. 지금만만에 까만만만에 앵가이더자 까만만만에 알겠습니다. 나래바비 그런데 나네 이 노란색 대와야 ရာကုန်စေးကတော့မောရည်ပါလေဒီအဝါရောင်စေးကပါလေတဲ့အာရာကုန်အာဒီစေးကတော့ယောရီနိုင်တဲ့ကိုပူတဲ့အခါမောင်နှံကိုရရောစားရတဲ့အရာဖြစ်ပါတယ်စားရမယ့်ဟာဖြစ်ပါတယ်ပေါ့နော်မောင်နှံကိုရရောစားရမယ့်ဟာဖြစ်တယ်ယောရီမာကြီးနာမြန်သူစေယူကိုအများကြီးပူရင်သုံးဆောင်ပါဘူရီကိုပြီးတော့ 물을 많이 마시면 예민하지 따위 좋아요. 까운데 야르너나두 예. 나다가라 변미로 파비 앞에 매지 나다오지너. 매매없씨약 나왔습니다. 이건 기침약이고 이건 콧물약이에요. 하루에 세 번 식사하고 드세요. 이 약을 먹으면 졸려요. 네, 졸리니까 운전하지 마세요. 알겠습니다. 그런데 이 노란색 약은 뭐예요? 아, 이 약은 열이 날 때 먹는 거예요. 열이 많이 나면 드세요. 그리고 물을 많이 마시면 좋아요. 거기는 라들루시에. 이쯤에 라들에. 미미안 씨는 언제 약을 먹어야 돼요? 미미안과 배체이 씨. စားရမလဲလို့ပြောတဲ့ဘယ်ချိန်စစ်စားရမှာလဲမမြအောင်ကခုနပြောတဲ့အချိန်လည်းမပါဘူးနော်အချိန်ရပါဘူးဆိုတော့ဘယ်လိုမျိုးစားမလဲဆိုလို့ရှိရင်ဒီအောင်အတွက်ပေါ့စားဟာကိုသူစေရောဒီလိုပဲပြောရမှာပေါ့အစားစားစားပြီးတဲ့နောက်မှာသူဖြစ်တာပဲချိန်ဖြစ်မှာမမမသိတာအဲ့တော့တကူကူဖြစ်လာတဲ့ဆိုရင်စားစားလေးစားပြီးတဲ့နောက်မှာသုံးဆောင်ပါဒီလိုပြောရမှာပေါ့ 가래구라스웬왜 약을 먹고 마당 세사비 운전을 하면 안 돼요? 이망 예매야 달래 까망 예매야 달래 들어 졸리니까 안 돼요 러비야 라벨리 인가이 다장 뭐야부 러비야 레너 이 약을 먹으면 졸리니까 안 돼요 가만 뭐 운전하면 안 돼요 가야 단지로 야라보 오케이 라즈 나를 그 다음에 아우마 제시된 법야달의 표현은 법야제 되고 활용하여 동주 위로 대화해 보세요. 먹으면 줄이다 쌓인할 때 운전하지 말다. 이 예마망야 부분이 예마망 반에 머리가 아프다 가이데 들려줘라. 약 나왔습니다. 세 야바비 세트 라바비래. 이 약은 먹으면 줄이니까 디세가로 쌓인 잉할 도자. ဝန်ကျင်နာတိမာဆေယုယင်မမောင်းပါနဲ့နေအိုက်ကဲစနိတာအကဲနားလေပါပြီခုရွန်တဲ့ဒါနဲ့ဤဖရန်ဆက်ဒီအပြာယောရာကွန်းမောရဲ့စီကတော့ပါလေမောရိကအာဖရိတဲကောင်းကြိုက်တဲ့အခါမောင်နှင်းကိုရဲ့စားတဲ့ရာဖြစ်ပါတယ်ဒီနေရာမှာသူကဝန်ကျင်ဟာကြီးမာတာလို့ပြောထားတဲ့ဇကဇက်ကကြီးမာဆေယု တို့တော်သူရဲ့မူရင်းဒီဇီမာတာကလာတာဇီမာတာကိုစေယုစေယုနဲ့ပေါင်းတဲ့အခါမှာလမူမမှန်ကရိယာဖြစ်တဲ့အတွက်စေယုနဲ့ပြန်တွဲလိုက်တော့ဇီမာစေယုဖြစ်လာတာနာသာဥဒရာနဲ့တွေ့ရင်လာပြောက်တယ်လို့ပြောထားတယ်မဟုတ်လားဒါကြောင့်မလို့ဒါစင်အောက်ကခြေဆန်းကတာကောင်းကောင်း ပုတ်တိုးတယ်အမှန်တော့ပုတ်တိုးလွယ်တာကိုပြောတာပါ

ကအာဖူတဲမောင်နှံကိုရဲ့ယူဟုတ်ပြီနော်ဘိုင်းနာတဲ့အခါမှာစားတဲ့ဟာဖြစ်တဲ့တလူဖြစ်သွားမှာဒါဆိုရပြီလားဟာရန်သမဲရတဲ့အတန်တွဲအတန်တွဲကတော့လာပါတော့နာကြတော့ဘာစားတော့ကာစားတော့အဲ့ဒီအတတ်တွေကိုပြောထားတာနော်အဲ့ဒီတပြင်းနဲ့တထွက်တာကိုပြောတာဒါဆိုထွက်ကြည့်ပါ 여덟 여덟 xem 올래 심어 불라 여덟 여덟 니로 난두 세네리 갑가 발에 세노 갑가 세노 너 너가 세일로 마 세세 nó cái đấy về cả xây lưu biểu đề gì mà xây quy nhiên bây giờ mà thì sống qua bi đề lưu đi quy nhiên mình lưu biểu đề quy nhiên quy nhiên mà thế vừa ngỡ là không như lưu biểu rồi, là quy nhiên mới phát được hả đó quỳnh nhé mà na nhà nó lâu nhẹ ra nhà cái lia nhà nó lâu bằng thằng nào mà là nhà nó xem về lia nhà nó lâu nhỉ và lâu nhà cái lia ta quỳnh lâu rồi đó mà nó ngã ta đẹp bộ à giờ say quỳnh nhé từ lúc mà quỳnh nhé lâu gì bỏ gì đó nó ta để nó ta bà lên chê đi nó ta là chê đi nào on ဟွန်တာကတင်တယ်ထက်တယ်ဆိုတဲ့အဓိပ္ပာယ်လေဟိုတို့ဘယ်လိုပြောမလဲထမင်းပေါ်ဟင်းဖြူတာတော့ဘာအဲ့လိုရှိရမလားဟင်းတွေပါတင်တာလို့လေဟိုတို့အစိမ့်ကျော်တွေပါနေစားတဲ့အခါမဟုတ်မလားအဲ့ဒါမျိုးထမင်းစီစမ်းပေါ်မှာပါလေအုပ်လိုက်တဲ့အာကျုပ်ဟာပိုင်ကျော်လေးအုပ်ထားတယ်အဲ့ဒါမျိုးတော့အတင်းတာအခုကဘာမှမတင်တော့ဘူးဟွန်တာအဲ့နေရာကတရာတော်တွေမှာပါတယ်လေကွာဟွန်တာနာတဲ့ခါမှာ ်အဲ့ဒါသာတော့မရှိတော့ပြန်ထုတ်အောင်အန္တာထိုင်ဒီဓာတပြေတံတွေ့ရတာလာဘသက်စင်ပဲတတ်ထဲမှာပါလဲလာတတ်ထဲမှာပါတယ်ဘာသာတတ်ဆိုလို့ရှိရင်ဘာတတ်ထဲမှာပါတယ်ဂါသာတတ်ဆိုလို့ရှိရင်ဂါတတ်ထဲမှာပါတယ်အဲ့ဒီအတန်တွေကိုသူကပြောချင်တာပါနော်လာဘသက်ဆိုလို့ရှိရင်လာတတ်ထဲမှာပါတယ်နာသာတတ်ဆိုရင်နာတတ်ထဲမှာပါတယ်အဲ့ဒါပြောချင်အဲ့ဒီတန်တွေကို ဒါဆိုရပါပြီသွားတော့ကျွန်တော်တို့ဒီအတန်တွေပိုင်းနေရတော့တကြီးတော့ပြောတော့ဦးပြောတော့ဆိုတာအလောက်ကြီးခက်တာလည်းမဟုတ်ဘူးအတန်တွေကရမ်းခက်လာတယ်ဟာမျိုးဆိုတော့ပြောရပါဘူးကဲတော့ဆိုရင်သွားအော်ဤသူ့ကိုသွားကြည့်အောင်ကြားတယ်အော်ဤသူနော် earphone ဆိုဆေးပစ္စည်းတွေပဲမှတ်ပါ earphone ဆေးပစ္စည်းပေါ့မိကနဲ့ချီလီယိုပေါ့ဆိုတာက ကုတာတဲ့နီလန်ချီလီယိုဆိုကုတာတာအဲ့တော့ချီလီယိုပေါ့ကုတာတဲ့နီလန် ်ဆရာအပေါ်ဆုံးကမိင်းကနေကြည့်ဒီဘက်ကယုံကိုလိန်စေ